ဦးသောတိကဘာမြိုင်တော်ရရဲ့စိတ်ချမ်းသာဖို့လိုရင်းပါ။အိစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာတော်အားယူတည်လေးမြတ်စွာရှောက်ထွားအပ်ပါသည်ဗျာ။ဘဝမှာစိတ်တိုင်းကြဖြစ်တာဘာမှမတွေ့ရသေးဘူး။သိယုံမဲ့ဖြစ်တာတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်စိတ်ချမ်းသာအောင်နေမှာဖြစ်မယ်။ အချိန်နေကောင်းနေလို့စိတ်ချမ်းသာနေတဲ့သူဟာစိတ်ချမ်းသာအောင်နေတတ်ပြီလို့မပြောနိုင်ဘူးအချိန်နေဆိုတာအမြဲတမ်းပြောင်းလဲနေတယ်စိတ်ချမ်းသာမှုဟာအရေးကြီးတယ်စိတ်ချမ်းသာနေရင်ဘဝဟာနေပြောတယ်စိတ်ချမ်းသာနေကျန်းမာရေးပိုကောင်းတယ်ယောဂဖြစ်ရင်တောင်ပျောက်တာမြဲတယ်စိတ်ချမ်းသာနေရင်ဆက်ဆံရေးပိုကောင်းတယ်စိတ်ချမ်းသာနေတဲ့သူက သူများကိုလည်းစိတ်ချမ်းသာစေခြင်းနဲ့ လောကရန်ကရိုက်လှဲလိုက်တာကိုမခံရဘူးတဲ့သူရဲ့လို့မရှိဘူးအရေးကြီးတာကဖဲ့လောင်မြန်မြန်ပြန်ထလာတယ်လဲဆိုတာပဲ lot of positive expectancy ဆိုတဲ့နေရာမှာတခုရှိတယ်လို့ပြောကြတယ်။အဲ့ဒီနေရာမှာရဲ့အဆိုကဘာလဲဆိုတော့အကိုကတခုခုကိုအမြဲတွေးနေမယ်။အဲ့လိုတွေးတဲ့အခါမှာစိတ်ထဲမှာလည်းခံစားမှုလည်းရှိမယ်ဆိုရင်ကိုတွေးနေတာတွေဖြစ်လာမယ်။ ကောင်းတာကိုတွေးပြီးဝမ်းသာနေမယ်အတက်နေမယ်ဆိုရင်အဲ့ဒါဖြစ်လာမယ်အဲ့ဒါဖြစ်လာအောင်အထောက်ကူပေးမဲ့သူအကြံဉာဏ်လုံနည်းပစ္စည်းစတဲ့အရာတွေရလာမယ်ဒီစကားကဘယ်လောက်ထိမှန်လဲဆိုတာကိုအတိအကျထောက်ထားမပြနိုင်ပါဘူးဒါပေမဲ့အော်စရာကောင်းတော့အောင် အောင်မြင်ကြတဲ့သူတွေကဒီလိုပဲယုံကြည်ပြီးလုပ်ခဲ့ကြတယ်ထူးထူးခြားခြားအောင်မြင်ခဲ့တဲ့သူတွေအကြောင်းကိုလေ့လာကြည့်ပါ သူတို့ဟာလှုပ်ချင်တာကိုအမြဲတွေးနေတယ်ဆိုတာကိုတွေ့ရမယ်။သူတို့လှုပ်ချင်တာကိုသူတို့မမေ့ဘူး။ခဏပဲမေ့လို့ရမယ်။ရေရှည်မမေ့နိုင်ဘူး။စားလဲဒီစိတ်။သွားလဲဒီစိတ်ပဲ။စိတ်ကူးထဲမှာကောင်းတာကိုလှုပ်နေပါ။အဲ့ဒီလိုလှုပ်နေတယ်လို့တွေးနေတဲ့အခါမှာဝမ်းသာနေပါ။ဝမ်းသာနေတဲ့စိတ်ကအင်းအားရှိတယ်။ဝမ်းသာနေရင်အားတက်နေတယ်အားတက်နေရင်အတိညာထွက်တယ်စိတ်ကူးယုံနဲ့ဖြစ်လာမယ်လို့မဆိုလို့ဘူး ဒါပေမဲ့စိတ်မကူးဖဲနဲ့အလိုလိုဖြစ်မလာဘူးစိတ်ကူးပြီးအားတက်နေရမယ်အားတက်နေရင်လှုပ်ချင်လာမယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုနီးလန်းရှားနေမယ်နီးလန်းကိုရေရှင်ရှားရင်တွေ့မယ်လှုပ်ရင်းလှုပ်ရင်းနဲ့လှုပ်နီးတည်လာမယ်လှုပ်ရင်းနဲ့မေးခွန်းတွေမေးလာမယ်အဖြေကိုရှာမယ်မေးမယ်ဖတ်မယ်လေ့လာမယ်အဲ့ဒီလိုလိုကအောင်မြင်မယ်ကံကောင်းဖို့ကိုစောင့်နေလို့အောင်မြင်တာမဟုတ်ဘူး ကံကောင်းအောင်လုပ်နေလို့အောင်မြင်တာကံကောင်းအောင်လုပ်ရမယ်ယရိယာခြေနေလို့မရဘူးလက်တွေ့ကြတဲ့လုံနည်းကိုတည်ပြီးတော့လုပ်နေရမယ်ဒီလုပ်နေတဲ့သူကအောင်မြင်မယ်ထိုင်ဆောင်နေတဲ့သူကအောင်မြင်နေမယ် your choice become your reality ကိုရွေးချယ်လိုက်တာတွေကကိုယ့်အတွေ့အကြုံဖြစ်လာတယ် လူနှစ်ယောက်အိမ်ထဲကနေထွက်လာမယ်တယောက်ကအောက်ကငုံကြည့်ပြီးဘွက်တယ်လို့ပြောတယ်။နောက်တယောက်ကအပေါကပေါ့ကြည့်ပြီးဂျယ်ရီလို့ပြောတယ်။အဲသူစိတ်ချမ်းသာတယ်။ကိုရွေးချယ်လိုက်တာဟာကို့အတွေ့အကြုံဖြစ်လာတယ်။ဘလို့အတွေ့အကြုံမျိုးကိုရွေးချယ်မလဲ။ကောင်းတဲ့အတွေ့အကြုံကိုရွေးချယ်မလား။မကောင်းတဲ့အတွေ့အကြုံကိုရွေးချယ်မလား။ဒီနေ့ကောင်းတဲ့အတွေ့အကြုံတွေကိုရအောင်လုပ်မယ်လို့ဆုံးဖြတ်ပြီးတတ်နိုင်သလောက်ကောင်းတာကိုမြင်အောင်လုပ်ပါမကောင်းတာကိုမြင်ရတာနေအောင်လုပ်ပါ ကောင်းတာကိုကြားရအောင်လုပ်ပါမကောင်းတာကိုကြားရတာနင်းအောင်လုပ်ပါကောင်းတဲ့စာကိုဖတ်ပါစိတ်ချမ်းသာစေမယ့်စာကိုဖတ်ပါကောင်းတာကိုလိုက်ရှာရင်ကောင်းတာကိုတွေ့မယ်မကောင်းတာကိုလိုက်ရှာရင်မကောင်းတာကိုတွေ့မယ်ကိုတွေ့ရတာကကိုအတွေ့အကြုံဖြစ်လာတယ်ကောင်းတဲ့အတွေ့အကြုံများအောင်လုပ်ရင်ကိုဘဝကိုကိုပို့ပြီးကျေနပ်မှုရမယ်ဘာမှမခက်ပါဘူး မနဲ့စောစောတရားထိုင်တာကောင်းတဲ့အတွေ့အကြုံပဲမနဲ့စောစောတန့်ရှင်းတဲ့နေရာလေကောင်းလေတန်းရတဲ့နေရာတွေမှာလမ်းလျှောက်ဖို့တွားရတာကောင်းတဲ့အတွေ့အကြုံမိတ်ဆွေကောင်းနဲ့တွေ့ရတာကောင်းတဲ့အတွေ့အကြုံကိုချစ်တဲ့ခင်တဲ့သူနဲ့တွေ့ရတာကောင်းတဲ့အတွေ့အကြုံကိုယ့်ရည်ချင်းကိုတုံးရတဲ့လောက်ကိုလုပ်ရတာကောင်းတဲ့အတွေ့အကြုံစာအုပ်ကောင်းတအုပ်ကိုဖတ်ရတာကောင်းတဲ့အတွေ့အကြုံရတခြားလဲကောင်းတဲ့အတွေ့အကြုံတွေအများကြီးရှိပါသေးတယ် ကိုကိုကိုစင်တန်းမြင့်အောင်ထောက်တဲ့သူကိုကန်တရားကစင်တန်းမြင့်စီမယ်ကိုရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံဝင့်ပုံစားပုံတွေးပုံခေါ်ပုံတွေကိုတည်ငြိမ်ခန့်ညာအောင်လုပ်နိုင်ကိုဘာတစ်ခုလုံးအဆင့်တန်းမြင်လာမယ်ကိုကိုအဆင့်တန်းမြင်အောင်ကိုပဲလှုပ်ပေးနိုင်တယ်ဆင်တန်းနေအောင်လည်းကိုပဲလှုပ်လို့ရတယ်တခြားဘက်သူမှမလုပ်နိုင်ဘူး စိတ်ချမ်းသာနေတာဟာလောဘဖြစ်နေတာ မဟုတ်ဘူးဒေါသဖြစ်နေတာမဟုတ်ဘူးမာနဖြစ်နေတာမဟုတ်ဘူးစိတ်ချမ်းသာနေတာဟာမြင့်မြတ်တဲ့အလိုဆန္ဒဖြစ်နေတာလေသမားလေးတယောက်ရဲ့မိတကောင်ကအကာအယံမရှိတဲ့လေထဲကရေတွင်းထဲကိုချသွားတယ်မိကလေးကရေတွင်းထဲကနေပြီးဩပြီးတော့သူ့တခင်ကိုခေါ်တယ်လေသမားကြီးကလည်းဘာလို့ရမလဲတွေးတယ်နောက်ဆုံးတော့လေသမားကြီးကစဉ်းစားတယ်ဒီမိက ူကလည်းအိုးနေပြီခြေရင်းကလည်းမတုံးတာကြတော့ရေရင်းဟောင်းကြီးဖြစ်နေပြီဆိုတော့ဖို့ပြတာကောင်းတယ်ပေါ့ဒီမိကိုဆွဲတင်နေလို့မထုဘူးဒီလိုတွေးပြီးတော့ဘဲသူတကယ်ချင်းလဲသမားတွေကိုတတ်ခေါ်လာတယ်တယောက်က ပေါက်ပြားတယောက်တယောက်ကိုပေါ့နော်ပေါက်ပြားတက်လက်စီယူလာတယ်မြေကြီးတွေတူးပြီးရေရင်းကိုဖို့ကြတယ်မီးလေးကလေအစ်သူကိုမြေဖို့နေပြီဆိုတာကိုသိတော့ကြောက်ပြီးတော့အတန်ကုန်អော်တယ်။နောက်မကြခင်မှာပဲမီးអော်တန်ကတိတ်သွားတယ်။တော်တော်ကြာတော့ ဲသမားကြီးကရေရင်းနဲ့ငုံကြည့်တယ်။သူမြင်ရတာကိုသူအံ့ဩသွားတယ်။မြေကြီးတခေါ်စာဖို့လိုက်တိုင်းမြေကလေးကလေမြေကြီးကိုခါချလိုက်။မြေကြီးပေါ်တလှမ်းတက်နေလိုက်တယ်။လဲသမားကြီးတွေကမြေကြီးကိုဆက်ဖို့တိုင်းဖို့တိုင်းမြေကလေးကမြေကြီးတွေကိုခါချလိုက်။မြေကြီးပေါ်ခုန်တက်လိုက်။ရေရင်းပြေခါနေတော့မြေကလေးကလေခြေရင်းကုန်ကိုခုန်တက်ပြီးတော့အာရဝင်းသာခုန်ပောက်ပြီးပြီးတော့တယ်။ လယ်သမားတွေကလည်းမိကလေးကိုကြည့်ပြီးသဘောကျလို့တဟဟနဲ့အံ့ရပါရရှိတယ်ပေါ့ခုဝါချင်းတွေကခုကြောဘော်ကိုမြေတွေပုံမဲဒုက္ခတွေပုံခံရမဲ့အချင်းတွေကနေလွတ်အောင်လုပ်နည်းကတော့ခါချပြီးတလန့်တက်ဖို့ပဲဖို့လိုက်တဲ့မြေကြီးကကြောဘော်မှာမနေဖို့ပဲလို့တယ်ဖို့သမျှမြေကြီးဟာခြေထောက်အောက်ကိုရောက်သွားရမယ်စိတ်ချမ်းသာတဲ့သူက သူ့အခက်အခဲတွေကိုဘယ်လိုကြော်လွားခဲ့တယ် အဲ့ဒီလိုခက်ခဲတွေတုံရလို့ဘယ်လိုပညာချခဲ့တယ်ဆိုတာကိုပြန်တွေးပြီးပြောရတဲ့ခက်ခဲတွေကြုံခဲ့ရတာဟာသူ့အတွက်ကျိုးရှိတယ်လို့သူခံစားရတယ်။ဒါကြောင့်သူစိတ်ချမ်းသာတယ်။သူခံစိုးလို့ခက်ခဲတွေကြုံရတယ်လို့မတွေးဘူး။သူရေးထားတာကသူ့မှာခက်ခဲတွေကိုကျော်လာနိုင်တဲ့အခြေချင်းရှိတယ်။ခက်ခဲကိုကျော်လာခဲ့လို့ပညာရတယ်။ပို့ပြီးအခြေချင်းရှိတဲ့သူဖြစ်လာတယ်ဆိုတာပဲ။သူ့အတွက်ရေးကြည့်တယ်။ ခက်ခဲကသူ့ကိုပိုကောင်းတဲ့သူဖြစ်လာအောင်လုပ်ပေးတယ်လို့သူကခံစားရတယ်။ဒါကြောင့်အခက်ခဲတွေကိုသူတန်ဖိုးထားတယ်။စိတ်ချမ်းချမ်းသာသာနေပြီးတော့မှဘဝအခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းတတ်အောင်လေ့လာပါအခက်ခဲမရှိမှစိတ်ချမ်းသာဘယ်လိုမျိုးစပါနဲ့အမှန်တော့စိတ်ချမ်းသာမှအခက်ခဲနေပါစိတ်ညစ်နေတဲ့သူကအမြဲတမ်းအခက်ခဲနဲ့ပဲတွေ့နေရတတ်တယ်။စိတ်ချမ်းသာခြင်းရင်ကိုမတတ်နိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်စည်းရဲမကံဖို့ရည်ကြည့်တယ် စိတ်စည်ရဲစရာကြုံရရင်ငါဘာလုပ်နိုင်တယ်လဲဆိုတဲ့မိကုံကိုပဲမေးလုပ်နိုင်တာဆိုရင်လုပ်လိုက်ပါအမမလုပ်နိုင်ရင်တွေးပဲနေတာကောင်းတယ်တွေးလေစိတ်စည်ရဲနေဖြစ်နေတာဘာကြောင့်မှမရှိဘူးအတိတ်ကဆုံးရှုံးမှုကိုမေ့ထားလိုက်ပြီးတော့အနာဂတ်အောင်မြင်မှုတွင်အာတုံပြီးတော့ကြိုးစားပါစိတ်ချမ်းသာနေတော့မှဆုံးဖြတ်တာနဲ့စိတ်စည်ရဲနေတော့မှဆုံးဖြတ်တာမတူဘူး စိတ်ချမ်းသာနေတော့မှရှေ့လုံးမဲ့ကိစ္စတွေကိုစီစဉ်ရင်ဖြစ်နိုင်တယ်လို့ယုံကြည်တဲ့စိတ်နဲ့စီစဉ်တယ်စိတ်ချမ်းသာနေတော့မှပူပြီးတော့အကောင်းမြင်တယ်လုပ်ရင်ဖြစ်မယ်လို့ယုံကြည်တယ်စိတ်ချမ်းသာနေတော့မှပူပြီးတတ်တည်ရှိတယ်ကိုကိုကိုပူပြီးယုံကြည်မှုရှိတယ်သူများကိုလည်းယုံကြည်မှုပူရှိတယ်ဒါကြောင့်စိတ်ချမ်းသာနေတော့မှဒိုင်မနာကောင်းတယ်စီဝေးလုံးရင်စိတ်ချမ်းသာစရာတွေကိုအရင်ပြောပြီးမှစီဝေးလုံးတာပိုးစင်ပြေတယ် အရင်ကဖြစ်ခဲ့တာတွေကိုတတိယတဲ့အခါမှာစိတ်ချမ်းသာနေတော့မှတတိယတာနဲ့စိတ်ဆင်းရဲနေတော့မှအဲကြောက်နေအားငယ်နေတော့မှတတိယတာနဲ့မတူဘူးစိတ်ချမ်းသာနေတော့မှကောင်းတာတွေကိုပိုးတတိယတယ်အာမြင်ခဲ့တာတွေအဆင်ပြေတာတွေကိုပိုးတတိယတယ်စိတ်မကြည်တဲ့အခါစိတ်ဆင်းရဲနေတော့ဆိုစိုးတွေကိုတတိယတယ်အဆင်မပြေခဲ့တာတွေကိုတတိယတယ်အဲ့တော့စိတ်ချမ်းသာနေတော့မှသူများကြောင့်ကိုတွေးရင်လည်းသူနဲ့ကိုနဲ့အဆင်ပြေတာကိုတတိယတယ်သူပေါ် သူကကိုယ်ကိုကောင်းခဲ့တာကိုလည်းတတိယသူကောင်းခွက်တွေကိုတတိပိုရသူတော်တာတွေကိုတတိယဒါကြောင့်စိတ်ချမ်းသာနေတော့မှသူများကြောင့်ပြောရင်ကောင်းတာကိုပိုးပြောပြတယ်စိတ်ချမ်းသာနေတော့မှပိုပြီးချက်ကျော်တယ်အကူကြီးပိုပြီးပေးတယ်ကိုကစိတ်ချမ်းသာနေတော့မှကိုယ့်စီမှာအကူကြီးလာတောင်းရင်လည်းပိုပေးပြတယ်ဒါကြောင့်စိတ်ချမ်းသာနေတော့မှဆက်ဆံရေးကပိုးစင်ပြတယ်ထိန်းလို့မရတဲ့ခံစားမှု အဲစိတ်မတည်ငြိမ်မှုဆိုတာကအတိညာပိတ်ပင်တားဆီးတယ်။ဒါကြောင့်အရေးကြီးတာကိုဆုံးဖြတ်တော့မယ်ဆိုရင်သိပ်ဝမ်းသာနေတော့မှဆုံးဖြတ်ရင်လည်းအကောင်းဆုံးမဖြစ်ဘူး။အဲစိတ်ဆိုးနေတော့ပေါ့နော်စိတ်ညစ်နေတော့မှာဆုံးဖြတ်ရင်လည်းပါမယ်စိတ်အေးချမ်းတည်ငြိမ်နေတော့မှာဆုံးဖြတ်ရင်အကောင်းဆုံးဖြစ်မယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်ကိုမချခင်မှာစိတ်ကိုတည်ငြိမ်အေးချမ်းအောင်ရင်လုပ်ပါလူရင်းနဲ့ပတ်သက်တာဆိုရင်မေတ္တာပို့ပါသူ့ကြောင့်ကောင်းတာတွေကိုတွေးပါကြောက်စိတ်နဲ့ဆုံးဖြတ်တာတွေ ေါသနဲ့ဆုံးဖြတ်တာတွေကမှားဖို့တီးခြားတယ်အတိမပြုပါနဲ့ကြောက်တဲ့စိတ်ကအခြေအနေကိုမနိုင်နေတဲ့စိတ်ကိုဖြစ်စေတယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်ကိုမချခင်မှာစိတ်ကိုတည်ငြိမ်အေးချမ်းအောင်ရင်လုပ်ပါလူတွေနဲ့ပတ်သက်တာဆိုရင်မေတ္တာပို့ပါသူကြောင့်ကောင်းတာတွေကိုတွေးပါ။ကြောက်စိတ်နဲ့ဆုံးဖြတ်တာတွေ၊ဒေါသနဲ့ဆုံးဖြတ်တာတွေကမှားဖို့ တည်ထားတဲ့အတီးပြပြပါနဲ့ကြောက်တဲ့စိတ်ဟာအခြေအနေကိုမနိုင်နေတဲ့စိတ်ဖြစ်တယ်စိတ်ချမ်းသာနေတာကအခြေအနေကိုနိုင်နေတဲ့စိတ်ဖြစ်တယ်ကိုယ်စိတ်ကိုနိုင်နေတဲ့သူကစိတ်ချမ်းသာတယ်စိတ်ကိုနိုင်နေခြင်းရင်စိတ်ကိုတည်နေတဲ့အလေးချင်းကိုလောက်ပါကိုယ်စိတ်ကိုကိုထားခြင်းနဲ့အာယုံမှာထားနိုင်လာရင်စိတ်ပူချမ်းသာလာမယ်။အဲဒါစိတ်စည်းကမ်းရှိတာလို့ခေါ်နိုင်တယ်။ စည်းကမ်းရှိတဲ့သူကသွားကျင်ရသွားတယ်မသွားသင့်တဲ့နေရာကိုပို့သွားတယ်စည်းကမ်းရှိတဲ့သူကမသွားသင့်တဲ့နေရာကိုမသွားဘူးသွားသင့်တဲ့နေရာကိုသွားသင့်တဲ့အချိန်မှာသွားတယ်ဒါကြောင့်ဒုက္ခမရောက်ဘူး ။စီကန်းရှိတဲ့စိတ်ဟာလည်းမတွားဖြစ်တဲ့အာယုံကိုမတွားဘူး။စိတ်ချမ်းသာခြင်းစိတ်ကိုစီကန်းရှိအောင်လေ့ကျင့်ရမယ်။ကိုကတတ်နိုင်ဆုံးစိတ်ချာကောင်းတဲ့သူ၊ရည်ချင်းရှိတဲ့သူ၊စီကန်းရှိတဲ့သူဖြစ်အောင်ကြိုးစားနေရင်တနေ့တခြားကို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 ယုံကြည်လေးစားတဲ့သူဖြစ်ပြီးတော့စိတ်ချမ်းသာတဲ့သူလည်းဖြစ်လာမယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ယေရှုတင်ပါတယ်ရှင်။ဘုရားတူတာပါ။